လူရှင်များနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်အနာကက်သာသနာရေးတရားတော်အပိုင်းနှစ်ကိုဟောကြားပေးမှာဖြစ်ပါလေမာဂနုံစေတော်ဘုရားကြီးရဲ့ကျမ်းစာအုပ်တအုပ်ဖြစ်တဲ့အနာကက်သာသနာရေးကျမ်းစာဟာယနေ့ ဗုဒ္ဓဘာသာ လူသားတိုင်းဗုဒ္ဓဘာသာအိမ်တိုင်းအိမ်တိုင်းမှာဆောင်ထားပြီးတော့ဖတ်ရှုလေ့လာပြင်ဆင်ရမယ်တန်းစာအုပ်တအုပ်ဖြစ်ပါတယ်။ဒါကြောင့်တက္ကရာကမတွေမိမိတို့ပြုပြင်ရမယ်အချက်တွေကိုတတိထားမိအောင်လို့နေ့အဖြစ်မာကရုံစေတော်ဘုရားကြီးကိုကျေးဇူးဆက်တော်အဖြစ်အနာကက်သာသနာရေး တရားတော်ကိုဟောကြားနေခြင်းဖြစ်ပါလေ။ကောင်းပြီဒီနေ့အနာဂတ်သာသနာရေးတရားတော်အပိုင်းနှစ်ကိုဟောကြားနာကြရရမှာဖြစ်ပါလေ။စကားလေးနည်းနည်းဆက်ဆက်မိအောင်ပြောရရင်ဗုဒ္ဓဘာသာတွေမှာယတနာ၃ပါးနဲ့ပတ်သက်ပြီးတော့ အရာတရားဆိုတာကြည်ကြရတယ်ပေါ့အဲ့တော့တတ္တာကိုဘာသာပြန်တဲ့အခါမှာယုံကြည်မှု လို့ဘာသာပြန်တယ်ယုံတာရဲ့ကြည်တာရဲ့နှစ်ခုပေါ့နော်အဲ့တော့ဘုရားရဲ့တပညုတ္တဉာဏ်တော်ကိုယုံတယ်နော်မြတ်စွာဘုရားရှင် လောကမှာ ပွင့်ခဲ့တယ်ဆိုတာကိုယုံတယ်တိဇာမန္တမြတ်ကိုအကုန်သိတော်မူတယ်ဆိုတာကိုယုံတယ် အဲ့ဒါတရားတရားပေါ့နော်ယုံတဲ့တရားတရားလို့ခေါ်တယ်အဲ့တော့ကြည်တဲ့တရားတရားဆိုတာကစိတ်ထဲမှာကြည်လင်းနေတဲ့သဘောကြည်နူးနေတဲ့သဘောဖယားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကြားရတဲ့အခါမှာဖယားကိုဖူးမြော်ရတဲ့အခါမှာစိတ်ထဲမှာကြည်နူးနေတယ်စိတ်ထဲမှာကြည်လင်းနေတယ်အဲ့ဒါကို ကြည်တဲ့တရားလို့ခေါ်တယ်တရားနှစ်ခုပေါ့နော်ယုံတရားနဲ့ကြည်တရားလို့တရားနှစ်မျိုးခွဲတယ်ပေါ့ ဆိုတော့မြတ်စွာဘုရားကိုဖူးမြင်ရပြီဆိုရင်ဗုဒ္ဓဘာသာမပြောနဲ့ဘာသာခြားတွေရဲ့စိတ်ထဲမှာတောင်မှချီညိုမှုပေါ့နော်ဖြစ်တယ်လို့ဆိုကြတယ်ဘုရားကိုဖူးလိုက်ရပြီဆိုရင်စိတ်ထဲမှာကြည်လင်တယ်အေးချမ်းတယ်ပေါ့နော်အဲ့တော့တတ်တော်ထင်ရှားမဆိုထားနဲ့မဟာပုရိသလက္ခဏာ32ပါးနဲ့အညီ ထုလုံထားတဲ့စိန့်လူတော်တွေရေးဆွဲထားတဲ့ရုပ်ပုံကားချက်တွေကိုဖူးမြင်ရတဲ့အခါမှာဆိုရင်လည်းပဲစိတ်ထဲမှာကြည်နူးမှုကြည်နူးမှုတွေဖြစ်တယ်ပေါ့အဲ့ဒါဟာသဒ္ဒါတစ်မျိုးပဲလေနော်ကြည်လင်တဲ့သဒ္ဒါလို့ခေါ်တယ်တခါတုန်းကအိန္ဒိယနိုင်ငံခေါင်းဆောင်တအုပ်ဖြစ်တဲ့ ပန်တိတ်နေရူးကြီးကကျမ်းမာရေးအရာအနာယူခရီးထွက်ရင်းနဲ့သရီလင်္ကာကိုရောက်သွားတယ်။အဲသရီလင်္ကာမှာသူ့မိษွေကသရီလင်္ကာကဖယားစင်းတော်တွေကို လိုက်ပြပေးတာပေါ့နော်။သရီလင်္ကာနိုင်ငံမှာရှေ့ရှေ့မင်းများလက်ထက်ကလေးကတီထားခဲ့တဲ့စင်းတော်တွေရှိတယ်။ အဲ့ဒီဆင်းလူတော်တွေကိုအိန္ဒိယခေါင်းဆောင်ကြီးဖြစ်တဲ့ပန်ဒိတ်နေရူးကြီးကိုလိုက်ပို့ပေးတယ်တနည်းအားရောက်တော့ထိုင်တော်မူဆင်းလူတော်တစုကိုဖူးလိုက်ရတယ်ထိုင်တော်မူဆင်းလူတော်ကိုဖူးလိုက်ရတဲ့အခါမှာပန်ဒုတ်နေရီဒီပန်ဒိတ်နေရူးကြီးရဲ့စိတ်ထဲမှာဓာတ်ပုံရိုက်ထားတယ်လို့စိတ်ထဲမှာစွဲဆောင်မှုနော် ိတ်ထဲမှာစွဲနေတယ်သူဒီဗုဒ္ဓဘာသာဝင် မဟုတ်ဘူးဒါပေမဲ့တင်မလီခွေထိုင်ပြီးတော့တရားထိုင်နေတဲ့ပုံဟံကိုဖူးလိုက်ရတဲ့အခါမှာစိတ်ထဲမှာကြည်နှူးမှုတွေဖြစ်လာတယ်ကြည်လင်မှုတွေဖြစ်လာတယ်ဘုရားမြတ်စွာဘုရားဆိုတာက ဥပဒိယုတ်တင်ညို့ဖို့ကောင်းရုံနဲ့မကဘူးအတွင်းအစ္စတမှာပါတန့်ရှင်းတယ်လေယနေ့တချို့လူတွေချောကြတယ်လှကြတယ်ဆိုတာကအပြင်ရုပ်လောက်ပဲချောတာလှတာအတွင်းမှာကိလေသာတွေနဲ့လေအတွင်းမှာလောဘတွေရှိတယ်ဒေါသတွေရှိတယ်အိတ်တမစ္ဆရိယတွေရှိတယ်အတွင်းမတန့်ရှင်းကြဘူးပေါ့အပြင်မှာပဲဥပရိယုတ်ကလေးတွေကတန်တန်မပြတ်လေးတွေဖြစ်နေပြီမဲ့အတွင်းမှာကကိလေသာပလပွားနဲ့ ။ဥပဇင်းတို့မြတ်စွာဘုရားကြတော့အပြင်ရော အတွင်ရောနှစ်ခုလုံးကတန့်ရှင်းတယ်။အပြင်ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာကလည်းတန့်ရှင်းကြီးညိုဖို့ကောင်းတယ်လို့အတွင်အင်းဇတ်ကစိတ်နေစိတ်ထားပိုင်းမှာလည်းပဲကိလေသာတွေကင်းစင်တဲ့အတွက်ကြောင့်အလွန်ကြီးညိုဖို့ကောင်းတယ်ပေါ့။ဆိုတော့အဲ့လိုဘုရားရှင်ကိုနော်အတူယူပြီးတော့ထုလုပ်ထားတဲ့စိတ် တ်တော်တင်ကြမြတ်စွာဘုရားကိုမှန်းဆလို့ရအောင်ထုလုပ်ထားတဲ့စင်တုဆိုတော့ဒီစင်တုကိုပန်တိတ်နေတို့ကြီးကတွေးလိုက်ရတဲ့အခါမှာစိတ်ထဲမှာတော်တော်လေးကို ကြည်နူးပြီးတော့ဓပ်ပုံရိုက်ထားတယ်လို့စွဲနေတယ်လို့ပြောတယ်သူနေတဲ့အိမ်ကိုရောက်သွားတာတော့မှမျက်စိတဲကမပြောက်ဘူးတဲ့အဲ့ဒီစင်တုတော်ကိုမျက်စိတဲမှာစွဲပြီးတော့ထင်းနေတယ် ဒါသူ့စိတ်ထဲမှာအတော်လေးကိုရောက်သွားတဲ့သဘောပဲပေါ့နော်အဲ့ဒါနဲ့သူသူ့နိုင်ငံကိုပြန်ရောက်တဲ့နောက်ပိုင်းမှာနိုင်ငံရေးကိစ္စတွေနဲ့သူထောင်ထဲကိုရောက်သွားတယ်ပန္ဒိတ်နေရူးကြီးကထောင်ထဲရောက်သွားတယ်အဲ့တော့ထောင်ထဲမှာစိတ်ညစ်ညစ်နဲ့ပေါ့ဖြစ်နေတာပေါ့ ဲ့တော့စိတ်ညစ်နေတဲ့အခါမှာသူ့ရဲ့မိတ်ဆွေဖြစ်တဲ့ဣရိလင်္ကာကမိတ်ဆွေကသူ့တငယ်ချင်းပန္ဒိတ်နေရူအတွက်အဲ့ဒီဣရိလင်္ကာကဓပ်ပုံဖျားဓပ်ပုံကိုပို့ပေးလိုက်တယ်ပန္ဒိတ်နေရူရဲ့စိတ်ထဲမှာစွဲထင်နေတဲ့ဖျားပုံတော်ကိုဓပ်ပုံရိုက်ပြီးတော့ပို့ပေးလိုက်တယ် တော့ပန္တုပန္တိနေရူးကြီးကအဲ့ဒီဓာတ်ပုံကိုထောင်ထဲမှာကြည်ပြီးတော့စိတ်ချမ်းသာမှုပြန်ရခဲ့တယ်လို့သူ့ရဲ့အထုပ်ပတိထဲမှာမှတ်တမ်းတင်ထားခဲ့တယ်ပေါ့အဲ့တော့ဒီဘုရားဓာတ်ပုံကိုသူဒီဇိုင်းမဲ့မဲ့ကြည့်ချူမိတဲ့အခါမှာစိတ်ထဲမှာကြည်နှုမှုတွေပြန်ရလာတယ်စိတ်ချမ်းသာမှုတွေပြန်ရလာတယ်ထောင်ထဲမှာသူအတော်စိတ်ညစ်နေတာအဲ့တော့စိတ်ညစ်နေတဲ့အချိန်မှာဘုရားပုံကိုဖူးလိုက်ရတဲ့အတွက်ကြောင့် စိတ်ချမ်းသာမှုကိုရခဲ့တယ်ဆိုပြီးတော့မတန်းတင်လာခဲ့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ဟာကမ္ဘာသူကမ္ဘာသားတွေကို စိတ်ချမ်းသာမှုပေးနိုင်တယ်ဆိုတာကိုဒါတာတကတခုပြထားတာပေါ့နော်ဘုရားရဲ့တရားတော်တွေမကဘူးဘုရားရဲ့ရုပ်ပုံတော်ကမှကမ္ဘာသူကမ္ဘာသားတွေကိုငြိမ်းချမ်းစေတယ်ပေါ့ ဘုရားတို့ဘုရားဂုံတော်တွေကို ပွားတဲ့အခါမှာတိရိဘုံတော်ဆိုတာပါတယ်တိရိဘုံတော်ဆိုတာမြတ်စွာဘုရားရဲ့စတရေတော်ကိုပွားများတာရူပကာယစတရေကို ပွားများတာအဲကြောင့်ဘုရားရဲ့ပုံတော်ကိုမှန်းဆပြီးတော့ကြည်ညိုနေတာဟာလည်းဂုံတော်ပွားခြင်းတစ်မျိုးပဲပေါ့ဘာဂုံတော်ကိုပွားနေတာလဲလို့မေးရင်တိရိဘုံတော်ကိုပွားများနေခြင်းဖြစ်တယ်ပေါ့ ။ဒါကြောင့်မိမိတို့စိတ်ထဲမှာကြီးညိုစေနိုင်တဲ့ကြည်လင်စေနိုင်တဲ့စင်တို့တော်တို့ရုပ်ပုံတော်တို့ကိုဒီနေ့ကလူတိုင်းလူတိုင်းမှာဖုံးနေရှိကြတယ်ဖုံးနေတဲ့ဓပုံရိုက်ထားပြီးတော့ဆောင်ထားမယ်စိတ်ညစ်တဲ့အခါမျိုးတွေမှာအဲ့လိုဖျားပုံတော်ကိုအာယုံပြုတ်ပေးမယ်ကြည်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တည်ငြိမ်ကစိတ်ညစ်မှုတွေဟာပြပြောက်သွားနိုင်တယ်ပေါ့ ပန်တုံပန်တိတ်နေရူးကြီးကတက်သေးပဲလေနော်ပန်တိတ်နေရူးကြီးကထောင်ထဲမှာဘုရားပုံတော်ကိုကြည်ပြီးတော့စိတ်ချမ်းသာမှုရခဲ့တယ်လို့ဆိုတာကိုနော်ဒါကြောင့်ဒကာဒကာမတွေလည်းပဲတခါတည်းရမှာအလုပ်ကိစ္စတွေနဲ့ပဲဖြစ်ဖြစ်မိသားစုကိစ္စတွေနဲ့ပဲဖြစ်ဖြစ်စိတ်မချမ်းသာကိစ္စတွေနဲ့ကြုံရတယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲမှုတွေပွားပြောက်ဖို့အတွက်ဖယားဂုံတော်ကိုပွားများအထုတ်တဲ့နေပေါ့ ဘုရားရဲ့ပုံတော်တွေကိုကြည်ပြီးတော့မာကနုံစင်တော်ဘုရားကြီးမိန့်တယ်လို့နော်ဂုံတော်ထုံမှန်းပြီးတော့ပုံတော်မှန်းမှာပေါ့နော်ဂုံတော်ထုံမှန်းပုံတော်မှန်းလည်းရဲ့ကျင်ညိုပွဲတပ်ပွဲတဲ့စိန္ဒုတော်ပုံတော်တွေကိုအာယုံပြုပြီးတော့တတ်တော်ထင်ရှားမြတ်စွာဘုရားအထီကိုမှန်းဆကျင်ညိုကြရမှာဖြစ်တယ်ပေါ့အဲ့လိုဆိုလို့ရှိရင်တည်င်္ဂအဖြစ်မိမိတို့ရဲ့တောကတွေပူဆွေးမှုတွေပြောက်ပြက်သွားနိုင်တယ်လို့ နားလည်ကြရမှာဖြစ်တယ်။နောက်တမျိုးမာကနုံဆရာဘုရားကြီးကဗာဆက်မိန်တယ်လဲဆိုတော့မြန်မာနိုင်ငံမှာအများစုဟာစဉ်းစားညံအားနေကြတယ်။လူပြောသူပြောနဲ့ပဲယုံကြည်မှုတွေများကြတယ်ပေါ့နော်။ကိုယ်ပိုင်ဉာဏ်နဲ့ချင်းချင်းပြီးစဉ်းစားတတ်တဲ့အသိဉာဏ်နဲ့တယ်အဲ့တော့ဆရာတော်ကြီးက ဘုရားလက်ထက်ကဖြစ်ပုံလေးတွေကိုမိတ်တော်မူတယ်မြတ်စွာဘုရားရှင်မပွင့်ခင်ကောလာဟလတွေဖြစ်တယ်လောကမှာဘုရားပွင့်တော်မယ်ဆိုပြီးတော့ကောလာဟလတွေဖြစ်တယ်ဒါဓမ္မတာတစ်ခုပဲပေါ့နော်လောကကြီးမှာထူးထူးခြားခြားဖြစ်တော်မယ်ဟဲ့ဆိုရင်သူ့နှုတ်မှာ ကိုယ့်နှုတ်မှာ စကားတွေပေါ်လာတတ်တယ်ကောလာဟလတွေပေါ်လာတတ်တယ်ကောလာဟလတွေဟာရှေ့ပြေးနမိတ်တွေဖြစ်ပြတယ်ဖြစ်တယ်ပေါ့လောကမှာဘုရားပွင့်တော်မယ်ဘုရားပွင့်တော်မယ်ဘုရားပွင့်တော်မယ်ဆိုပြီးတော့အရက်ထဲမှာလူပြောသူပြောများနေကြတယ်ပေါ့နော်အဲ့ဒီမှာဒိဋ္ဌိဆရာကြီး6ဦး ဥဒါနာကတ္တပတဲ့နိကန္တနာတပုတ္တတဲ့မက္ကလိခောတာလတဲ့တင်ဇယဘေလထပုတ္တတဲ့နော်အဇိတကေတကပလတဲ့ပကုတကိစ္ဆာယနာတဲ့ဆရာကြီး6ယောက်သူတို့ကသူတို့ကိုသူတို့ဖျားပါဆိုပြီးတော့ဝန်ခံကြတယ်။ကောလာဟာလကိုအတုံးချတာပေါ့နော်။ လောကမှာဖျားပွင့်တော့မယ်ဆိုတဲ့ကောလာဟလကိုအသုံးချလိုက်တာငါဖျားပဲငါဖျားပဲဆိုပြီးတော့သူတို့ကိုသူတို့ဖျားလို့ဝန်ခံကြအဲ့တော့ဖျားလက်ထက်တုန်းကဖျားမပွင့်ခင်ကတည်းကသူတို့ကိုသူတို့ဖျားအဖြစ်ဝန်ခံနေတဲ့သူက6ယောက်ရှိတယ်ပေါ့ဆိုတော့အဲ့ဒီတိတ်ကြီးဆရာကြီး6ယောက်က ဘုရားအဖြစ်ဝန်ခံပြီးတော့ဟောပြောနေတဲ့အခါမှာစောစောကပြောခဲ့သလိုလူတွေအားစဉ်းစားဉာဏ်အားနည်းတယ်စဉ်းစားဉာဏ်အားနည်းတော့အဲ့ဒီဆရာကြီး6ယောက်ကိုဘုရားလို့ထင်ပြီးကိုးကွယ်တဲ့သူတွေအားလည်းရှိတယ်နော်အဲ့ဒီလူကိုးကွယ်တဲ့အထက်မှာတတိတွေလည်းပါတယ်မိညင်မင်းသားတွေလည်းပါတယ်စစ်သူကြီးတွေအမတ်ကြီးတွေလည်းပါတယ်နော်လောကကြီးမှာ စဉ်းစားတတ်သူနဲ့မစဉ်းစားတတ်သူမှာစဉ်းစားတတ်သူတွေကနည်းတယ်မစဉ်းစားတတ်သူတွေကများတယ်ဒါအခုမှမဟုတ်ဘူးဘုရားတစ်ထက်ကလေးကတထေးတကြွယ်တွေမိញင်မင်းသားတွေအမတ်ကြီးတွေကိုယ်တိုင်ကအဲ့ဒီတိတ်တိစရာကြီးတွေကိုဘုရားအမှတ်နဲ့ကိုးကွယ်ကြတယ်ကိုးကွယ်ရင်မကဘူးသူတို့ကိုးကွယ်တဲ့စရာကြီးတွေကိုမင်းစရာဖြစ်စေချင်တယ် ရှင်ဘရင်ကိုမှကိုးဝယ်စေချင်တာအဲ့တော့ကောသလမင်းကိုသူတို့သွေးဆောင်ဖျားယောင်းကြတယ်ပေါ့သူတို့ရဲ့ဆရာကြီးကဖျားအစ်ဖြစ်တယ်ဆိုတဲ့အကြောင်းသူတို့ဆရာကြီးကိုကိုးကွယ်ဖို့အတွက်ကောသလမင်းကိုသွေးဆောင်ဖျားယောင်းကြအဲ့ဒါနဲ့ကောသလမင်းကလည်းပဲကဲဒီလောက်ဆောင်ဖြစ်နေရင်မင်းတို့ရဲ့ဆရာကြီးတွေကိုနန်းတော်ကိုခေါ်လာခဲ့ကြတယ် မင်းတို့ရဲ့ဆရာကြီးတွေကိုနန်းတော်ကိုခေါ်လာခဲ့ကြဆိုပြီးတော့တိန့်ဆရာကြီးတွေကိုနန်းတွင်းကိုပင့်ခိုင်းအဲ့တော့ကောသလမင်းကြီးကနန်းတွင်းမှာနေရာတွေအယုတ်အလက် အမျက်ဆိုပြီးတော့နေရာလေးတွေလှုပ်ပေးထားဒီဆရာကြီးတွေထိုင်နေတဲ့နေရာထိုင်ပေါ့လေနေရာတွေအမျိုးမျိုးစီစဉ်ပေးထားတယ်အဲ့တော့တိန့်ဆရာကြီးတွေက နန်းတော်တဲကိုရောက်ပေါ်တလမင်းကလျှောက်တယ်ကဲအရှင်ဘုရားတို့မိမိတို့နဲ့တင့်တော်တဲ့နေရာမှာထိုင်ကြုံမူကြပါဆိုတော့သူတို့ဘယင်ကိုကြောက်ကြတာတိရိတာမှမကုံသေးတာတကယ်ဘုရားမှအစ်စ်မဟုတ်ပဲဘုရားအစ်စ်မှမဟုတ်ပဲအဲ့တော့ဘယင်ကိုကြောက်တော့ဘယင်ရဲ့အထက်မှာမထိုင်ရဲကြအောင်အဲ့တော့အောက်မှာပဲအရှင်ဘုရားတို့ထိုင်လိုက်ကြတာပါ ဲ့တော့နဂေါသလမင်းကြီးကပယ်ဝိုက်မနေတော့ဘူးတက်တယ်ပဲမေးတော့တာပဲကဲအရှင်ဘုရားတို့ကတကယ်ဘုရားအစ်စ်တွေဟုတ်ကြလားတိုက်ရိုက်မေးတာပဲအရှင်ဘုရားတို့ကတကယ်ဘုရားအစ်စ်တွေဟုတ်ကြရဲ့လားလို့တိုက်ရိုက်မေးတာမေးတော့တိတိဆရာကြီးတွေကစဉ်းစားတယ်အကယ်၍ငါတို့ကဟုတ်တယ်ဘုရားပါလို့ဝန်ခံလိုက်မယ်ဆိုရင်ငါတို့ကိုခဲရခက်စစ်မေးခွန်းနေမေးတော့မှာပဲ ဖယားနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးတော့မှာပဲအဲ့ဒီခါကြလို့အဲ့ဒီခါကြရင်ငါတို့မပြေနိုင်တဲ့အခါအချက်ကွဲကုန်တော့မှာပဲဖယားလို့ဝန်ခံပြီးမှမေးခွန်းတွေကိုမပြေနိုင်အဲ့ဒီမှာမှအချက်ကွဲတော့မှာပဲအဲ့တော့အခုကတည်းကပဲပုံဝင်လင်းလင်းပြောထားတာကောင်းတယ်ဆိုပြီးတော့ငါတို့ကဖယားမဟုတ်ပါဘူးတဲ့လူတွေကငါတို့ကိုထင်နေတာပါတဲ့ဘယင်ကိုသူတို့မလိန်ရဲဘူးအမှန်တိုင်းပြောတာပေါ့နော် ငါတို့ကဘုရားမဟုတ်ပါဘူးလူတွေက သူတို့ဘာသူတို့သမုတ်ထားတာပါ သူတို့ထင်လို့ပြောနေကြတာပါဆိုပြီးတော့အမှန်တိုင်းပြောတာအဲ့တော့ကောသလမင်းကလည်းဘာမှဆက်ပြောစရာမရှိတော့ဘူးလေဘုရားဆိုရင်တော့သူမေးခွန်းနေမေးတော့မှာဘုရားမဟုတ်ဘူးဆိုတော့လည်းမေးစရာမရှိတော့ဘူးပေါ့ကဲအဲ့လိုဆိုလည်းကောင်းပါပြီရှင်မယားတို့ပြန်ကြွတော်မူပါဆိုတော့ဆရာကြီးတွေအသီးသီးနန်းတော်ကနေပြန်ထွက်လာတယ်နန်းတော်ရဲ့အပြင်ဘက်မှာ အမတ်ကြီးတွေကစောင့်နေကြတယ်သူတို့ကိုးကွယ်တဲ့ဆရာကြီးကိုဘုရင်ကမင်းဆရာအဖြစ်မြောက်ပြောက်လိုက်ပြီလားပေါ့နော်သူတို့ကလည်းမျောလင့်နေကြတာငါတို့ဆရာကြီးတွေကိုဘုရင်ကဘလို့များဆုတော်လက်တော်တွေချပေးလိုက်ပါလေအဲ့ဒါနဲ့အမတ်ကြီးတွေကအရှင်မရတို့အရှင်မရတို့ဘုရင်ကြီးကဘာတွေများမေးပြီးတော့အရှင်မရတို့ကိုချိမြောက်လိုက်ပါလေလို့အမတ်ကြီးတွေကမေးတော့ဩတကာတို့ ငါတို့ကဘယင်ကြီးကိုဘယင်ကြီးကငါတို့ကိုမေးတယ်အရှင်မယားတို့ကဘုရားတွေလားလို့မေးတယ်ငါတို့ကဘုရားမဟုတ်ဘူးလို့ပြောခဲ့ကြတယ်အဖြစ်လို့လဲဆိုတော့တဲ့အကယ်၍ငါတို့ကဘုရားလို့ဝန်ခံပြီးတော့သူ့ကိုဘုရားအနေနဲ့တရားဓမ္မတွေကိုဟောကြားမယ်ဆိုရင်တဲ့ကောသလမင်းဟာနားလည်နိုင်တဲ့ဆွမ်းအားမရှိဘူးတဲ့ဟောအထဲမှာတစ်မျိုးအပြင်မှာတစ်မျိုးစကားကနော် အထဲမှာတုန်းကတော့ဗာပြောသလဲဆိုတော့ငါတို့ကဘုရားမဟုတ်ပါဘူးလူတွေကထင်လို့ပါတဲ့ဟောအပြင်ကိုရောက်တဲ့ခါကျတော့စကားတစ်မျိုးပြောပြတယ်ငါတို့ကတရားဟောရင်တဲ့ဘယင်မှာနားလည်နိုင်တဲ့ဉာဏ်ဆွဲမရှိဘူးတဲ့အဲ့တော့ငါတို့ဟောတဲ့တရားကို နားမလည်တဲ့အခါမှာငါတို့အပေါ်မှာပြစ်မှားမိအောင်ပဲငါတို့ကိုပြစ်မှားပြီးတော့သူ့မှာအကုသိုလ်တွေများနေမှာတဲ့အဲကြောင့်ဘယင်ကိုငါတို့ကတနာလို့ ငါတို့ကဘုရားမဟုတ်ပါဘူးဆိုပြီးတော့ဖြေခဲ့ပေးကြတယ်တကယ်တော့ငါတို့ကဘုရားတွေပါငါတို့ဘုရားဘဝကိုရေနဲ့ဆေးတာတော့မပြောင်းဘူးတဲ့ဟောစကားကနည်းနည်းကွန့်နိုင်သေးလားငါတို့ရဲ့ဘုရားဘဝကိုရေနဲ့ဆေးတာတော့မပြောင်းပါဘူးတဲ့ငါတို့ကဘုရားစစ်စစ်တွေပါတဲ့ဘယင်ကိုတနာလို့ဘုရားလို့ဝန်ခံခဲ့တာပါဆိုပြီးတော့လီဆယ်ပြီးတော့ပြောကြပြန်ရောအတူအောင်နေနော် အဲ့တော့အမတ်ကြီးတွေကလည်းသူတို့ဆရာကြီးကိုမျက်စိမိတ်ယုံနေတဲ့သူတွေဆိုတော့သူတို့ဆရာကြီးတွေပြောတဲ့စကားကိုယုံကြတယ်စဉ်းစားညံနေတာနော်စဉ်းစားညံနေတာအဲ့ဒီလိုနဲ့ဘုရားရှင်ပွင့်တဲ့အချိန်မှတောင်မှအဲ့ဒီတိတ်တိဆရာကြီးတွေကိုဆက်လက်ကိုးကွယ်တဲ့သူတွေဟာရှိတော့ဒါကြောင့်လောကမှာအတုအယောင်တွေ ပေါများလာပြီဆိုရင်လူတွေဟာအတုရောင်ကို အမှန်ထင်သွားတယ်အတုတွေကိုအမှန်ထင်သွားတယ်အဲ့တော့တကယ်တကယ်အစ်စ်တွေပေါ်ပေါက်လာတဲ့အခါမှာယုံထင်ကြောင်ထင်နေဖြစ်လာတော့တကယ်မြတ်စွာဘုရားလည်းပွင့်လာရောဘုရားဟုတ်ပါမလားတို့အဲ့လိုတွေဖြစ်လာတာနော်ဘုရားတကယ်ဟုတ်လို့လားတို့ဒီလိုတွေဖြစ်လာအဲ့တော့အသိဉာဏ်မရှိတဲ့သူတွေကသူတို့တိတ်တိတ်ဆရာကြီးတွေကိုမှဘုရားအစစ် ရဟန်းကောရဟန်းကောဓမ္မဟာဘုရားအတုအဲ့လိုတွေထင်းကုန်ကြတာ။ရောင်းမြန်နေဖြစ်ကုန်တာနော်။အတုကိုအစစ်ထင်အစစ်ကိုအတုထင်နေဖြစ်ကုန်တာ။စဉ်းစားဉာဏ်မရှိတဲ့သူတွေကအတုကိုအစစ်ထင်ကြတယ်အစစ်ကို အတုထင်ကြတာ။အတုနဲ့နေသားကြလာတဲ့အခါမှာအစစ်ကိုအတုလို့ထင်သွားကြတာနော်။ဟောစဉ်းစားဉာဏ်ရှိတဲ့သူတွေကကြတော့ဒီတိုင်းမနေဘူး။စုံစမ်းနေစစ်ဆေးတယ်။ဘုရားတကယ်ဟုတ်ကဲ့လား။ဘုရားဖြစ်နိုင်တဲ့အကြောင်းတရားတွေသူ့မှာရှိရဲ့လား။ ပြဿနာတွေမေးကြဖြေကြဆွေးနွေးကြရင်းနဲ့ဖယားမန်းသူတို့တိတ်သွားကြတယ်အဲ့ဒီခါမှာသူတို့ဟာသူများပြောလို့ကြင်ညိုတာမဟုတ်ဘဲနဲ့ကိုယ်တိုင်သိရှိပြီးတော့ကြင်ညိုတဲ့သူဖြစ်ကိုရောက်သွားကြတယ်မြတ်စွာဘုရားကလည်းအဲ့ဒါမျိုးကိုရှိကျူးတယ်ပေါ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးမှယုံကြည်တာမျိုးကိုမြတ်စွာဘုရားချီးမွမ်းတော်မူတယ်လူပြောသူပြောနဲ့ယုံကြည်တာမျိုးကိုမြတ်စွာဘုရားမချီးမွမ်းဘူးဒါလည်းတက္ကရာကမတို့သတိပြုစရာအချက်ဖြစ်တယ်နော် အလိမ်မခံရဖို့အတွက်ကိုယ်ပိုင်ဉာဏ်ကိုသုံးပါစဉ်းစားဆင်ခြင်ပါနော်စာရင်များများဖတ်ပါအခုတိတ်တိဆရာကြီးကို ကိုးကွယ်တဲ့တထေတကြွယ်ဒီစစ်သူကြီးတွေအမတ်ကြီးတွေဟာကိုယ်ပိုင်စဉ်းစားဉာဏ်အားနည်းတဲ့အတွက်ကြောင့်ဖခင်အစ်စ်ပေါ်လာတဲ့အချိန်မှာတော့မမြတ်စွာဘုရားကို အတုလို့ထင်းနေကြတာသူတို့ကိုးကွယ်တဲ့ဆရာကြီးကိုမှဖခင်အစ်စ်လို့ထင်းနေကြတာ အဲ့ဒါဟာဘာလဲဆိုတော့စဉ်းစားဉဏ်အားနည်းလို့ပေါ့စဉ်းစားဉဏ်အားနည်းလို့ဒါကြောင့်အတုတွေနဲ့နေသားကြလာတဲ့အခါအစစ်တွေကိုအတုလို့ထင်သွားတတ်ပါတယ်နော်အတုကိုကြတော့အစစ်လို့ထင်နေတတ်ပါတယ်ဒါကြောင့်မဟာကနုံစင်တော်ဘုရားကြီးကဘာမှတ်ချက်စကားမိတ်တယ်လဲဆိုတော့တို့မြန်မာနိုင်ငံမှာတဲ့စဉ်းစားဉဏ်အားနည်းနေတဲ့၍နော်စဉ်းစားဉဏ်အားနည်းနေတဲ့၍ အတုအယောင်တွေကကောင်းစားနေကြအောင်ပါပဲနော်အတုအယောင်တွေကကောင်းစားနေကြအောင်ပါပဲစားပေါက်တောက်ပေါက်လမ်းတာနေကြအောင်ပါပဲအထက်မှာနေသင့်တဲ့ပုဂ္ဂိုလ်ကအောက်ကိုရောက်လို့ရောက်အောက်မှာနေသင့်တဲ့ပုဂ္ဂိုလ်ကအထက်ကိုရောက်လို့ရောက်ဖြစ်နေအောင်ပါပဲချက်တော်ကြီးရနော်စဉ်းစားဉဏ်နဲတဲ့အတွက်ကြောင့်ဖြစ်နိုင်တဲ့စိုးကျိုးတွေပဲဒါကြောင့်တဲ့တို့မြန်မာနိုင်ငံမှာ အတိညာဉ်ကို မြင့်တင်ပေးနိုင်တဲ့ဘုံကြီးเจ้าတွေလူပုဂ္ဂိုလ်တွေအတွက်เจ้าတွေတည်ထောင်ဖို့သင်ပါပြီဆိုပြီးတော့ဆရာကြီးကတိုက်တွန်းထားတယ်เนาะဒါကြောင့်အတန်းเจ้าပညာရေးစနစ်တွေမှာရောဘုသူတို့ဘုံကြီးเจ้าပညာရေးစနစ်တွေမှာရောစဉ်းစားဉာဏ်ကိုတိုးတက်စေဖို့ပညာရေးစနစ်တွေဖြစ်တဲ့နယ်ပေါ့เนาะမောင်ရင်မျက်စိမိတ်ပြီးဇွယုံနေမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာမကောင်းစားနိုင်ဘူးတဲ့အောက်ရောက်တင်တဲ့ပုဂ္ဂိုလ်ကအထက်ကိုရောက်ချင်းရောက်နေမှာအထက်ကိုရောက်တင်တဲ့ပုဂ္ဂိုလ်ကအောက်မှာ ရောက်ချင်းရောက်နေမှာတလွဲတကြော်တွေဖြစ်ကမောက်ကမတွေဖြစ်ပြီးတော့တိုင်းပြည်ကမကောင်းစားနိုင်ဘူးဒါကြောင့်တိုင်းပြည်ကိုကောင်းစားစေချင်တဲ့တာသနာတော်ကိုကောင်းစားစေချင်တဲ့ဆိုရင်စဉ်းစားဉာဏ်ရှိဖို့လိုတယ်လို့ဆရာတော်ဘုရားကြီးကတိုက်တွန်းထားပါတယ်နော်ကြောင့်တက္ကရာကမတွေအလုံးလူပြောသူပြောနဲ့ယုံကြည်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ချင့်ချိန်ပြီးမှ ုံကြည်ကြပါအဲ့လိုချင့်ချိန်နိုင်ဖို့အတွက်လဲစာပေဘုဒ္ဓရတွေရှိဖို့လိုတယ်တရားတွေများများနာပါစာအုပ်တွေများများဖတ်ပါသူများပြောတိုင်းမယုံနဲ့เนาะယနေ့အများစုကသူများပြောတိုင်းယုံတတ်တဲ့ပုဂ္ဂိုလ်များတယ်ဒါကြောင့်လဲဦးဇင်းတို့သာသနာတော်မှာလည်းပဲအတုယောင်တွေတိတ်များတယ်ဘုန်းကြီးအတုတွေလည်းအများကြီးပဲသာသနာမှာယဟန္တာအတုတွေလည်းအများကြီးပဲသောတာပန်အတုတွေလည်းအများကြီးပဲအပြည့်လို့လဲဆိုတော့မြန်မာလူမျိုးတွေဟာစဉ်းစားဉဏ်အားနည်းတဲ့ဘုဟုတ္တ knowledge အားနည်းတဲ့အတွက်ကြောင့်လိန်စားလို့ကောင်းတယ်ပေါ့ဘာသာရေးနဲ့လိန်လို့ရှင်ပိုတော်ကောင်းသေးတယ်နိုင်ငံရေးနဲ့လိန်စားအသိကောင်းတယ်နိုင်ငံရေးနဲ့လိန်စားလိုက်ဘာသာရေးနဲ့လိန်စားလိုက်နဲ့တိုက်သူပြည်သားတွေကအလိန်ခံရတတ်တယ်ဘာကြောင့်အလိန်မခံရအောင်လို့စာရီများများဖတ်ကြပါတရားတွေများများနာကြပါနော်ကောင်းပြီဒါကြောင့်ဒီနေ့အနာဂတ်သာသနာရေးတရားတော်အပိုင်းနှစ်မှာစဉ်းစားဉာဏ်ရှိကြဖို့အတွက်ကိုဆရာတော်ကြီးကတိုက်တွန်းထားခဲ့ပါတယ်နော် ဒီနေ့တက္ကရာမတွေအားလုံးဒီအနာကဲသာသနာရေးတရားတော်ကိုနိုင်ယုံမသားကြပြီးတော့အေးစဉ်းစားဉာဏ်မရှိရင်တော့သူများလိန်နာကိုခံရတတ်တယ်လို့နားလည်သဘောပေါက်ပြီးတော့သူများအလိန်ညာမခံရအောင်တနည်းသူများရဲ့ပါဇက်ပြားမှာလမ်းမဆုံးရအောင်ကိုယ်ပိုင်ဉာဏ်များရှိအောင်တရားနာစာရင်ဖတ်ကြပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်လောကအကျိုးသာသနာအကျိုးကို ကိုယ်စီကိုယ်စီထမ်းရွက်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်အောင်စူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း que